မင်္ဂလာညချမ်းပါခင်ဗျာနေပြည်တော်မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်မေလ20ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ခင်ဗျာဒီကနေ့ညနေ6:00ခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်များမှာနေပြည်တော်မှာ35ဒီဂရီဆဲစီယက်65ဒီဂရီဖာရန်ဟိုက်ရှမ်းကုန်းမြို့မှာ34ဒီဂရီဆဲစီယက်63ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ38ဒီဂရီဆဲစီယက်100ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ် ဒီကနေ့ညနေ6:00နာရီခွဲချိန်မိုးလဝတဂျိုရုမှာဖမ်းဝင်ရရှိတဲ့ပုံအရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိုင်အသင့်တက်မှာဒိတ်ထုတ်ထနေပါဗျ။မြန်မာနိုင်ငံပေါ်မှာကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနဲ့နေပြည်တော်တို့မှာလွဲ၍ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့မိုးတိမ်တောင်များဖြစ်တွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတိမ်ကြုံခြင်းမိုးကျွတ်ပစ်ခြင်းလျှက်စေးလက်ခြင်းနဲ့မိုးတိမ်ကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့် ချိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။ဘင်္ဂလားပင်လယ်အော်ခြေနေမှာ ကပ်ပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာမောက်တုံလေးအားနေနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်အသင့်ထက်မှတိတ်တူထက်နေပါတယ်။မြမပင်လယ်ပြင်မှာလှိုင်းအသင့်တင့်ရှိပါမယ်။လှိုင်းမြင့်မှာမြမကယ်ရန်တျောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာငါးပေမှခုနှစ်ပေခန့်ရှိနေပါတယ်။မနက်ဖြန်မုန်းတဲ့ချိန်ထိခံမှန်းချက်များအနေနဲ့ကတော့ စကမ်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့မကွေးတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားရခိုင်ပြည်နယ်မန္တလေးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနေရာကျကျနဲ့ကချင်ပြည်နယ်စကမ်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ် AR တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္လာတိုင်းဒေသကြီးတို့မှာနေရာဆက်စိတ်မုတ်တချုံရပြီးမကွေးတိုင်းဒေသကြီးမှာနေရာကွက်၍မိုးချင်နေပါတယ် နေပြည်တော်နဲ့အနီးတစ်ဝိုက်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမိုးတိမ်ချုံရွာပါမယ်အမြင့်ဆုံးပူချိန်မှာ35ဒီဂရီဆဲဆီယက်65ဒီဂရီဖာရန်ဟိုက်နဲ့အနေဆုံးပူချိန်မှာ24ဒီဂရီဆဲဆီယက်85ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းနေရာကွက်ကြားမိုးတိမ်ချုံရွာပါမယ်အမြင့်ဆုံးပူချိန်မှာ34ဒီဂရီဆဲဆီယက်63ဒီဂရီဖာရန်ဟိုက်နဲ့အနေဆုံးပူချိန်မှာ 26ဒီဂရီဆက်စီရဲ့89ဒီဂရီဖာနဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်နေတဝိုင်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာလဲနေရွက်ကြားမိုးတိတ်ချုံရွာပါမယ်။အမြင့်ဆုံးပူချိန်မှာ38ဒီဂရီဆက်စီရဲ့69ဒီဂရီဖာနဟိုက်နဲ့အနည်းဆုံးပူချိန်မှာ28ဒီဂရီဆက်စီရဲ့81ဒီဂရီဖာနဟိုက်ရှိနေပါတယ်။နောက်နေ့အတွက်ခန့်မှန်းချက်ကတော့အနောက်တောင်ဘက်တုံလေးဟာမြန်မာနိုင်ငံအလဲပိုင်းဒေသများသို့ဝင်ရောက်နေပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီအချိန်ထုတ်ပြန်တဲ့ မိုးလေဝသတရေများပဲဖြစ်ပါတယ်ကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေခင်ဗျာ